မင်္ဂလာပါရှင်မြစ်တန်တွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတယ်ကြားရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအခုတခါတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာမောင်စနေရှိတာထားတယ်မောင်စနေနဲ့ဓာထုံးလိုင်းဆိုရက်ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရှင်ကျောက်တော်ကြောင့်ကတရားစကန်ကိုတနည်းတကာဖွင့်နေပြ อืมတချို့ ਆ တပတ်တချို့ကတလတချို့ ਆ 15ရက်လာပြီးတရားအားထုတ်ကြပေါ့အဲ့ဒီတည်းမှာတလလောက်တရားအားထုတ်တဲ့သူကခက်နေနေပဲရှိရဲ့အမျိုးသားယောဂီကနှစ်ယောက်ပဲရှိ啊ကျုပ်လည်းသူတို့နှစ်ယောက်နဲ့အတန်အသင့်ရင်းနှီးတာပေါ့ဗျာအဲ့ဒီတည်းကအူတွန်းလိုင်းဆွဲလူကြီးကမျိုးလုံးတစ်ဖက်ကနည်းနည်းတိမ်ဖုံးနေရဲ့ဗျလူကတော့တည်တည်ပူပူလေးကျုပ်အရက်နဲ့ရှင်တော့ကျုပ်ပခုံးလောက်ပဲပေါ့လူကတော့တော်တော်အနေတည်ရဲ့ဗျကျုပ်တတိထားမိတာတကူဟာ ိုးကာကအဲ့လူကြီးကို တွေ့ရင်လေးလေးဆက်ဆာဆက်ဆန်နေပြကျုံလည်းသိစိတ်ဝင်စားတော့မင်းမကြည့်မိပါဘူးဗျာဒါပေမဲ့သူ့ရဲ့မြေးမာလေးကိုတော့စိတ်ဝင်စားတာဗျနာမည်ကခက်ဆန်ဆန်ဗျဗားတဲ့ရီလေးဆိုလားရီလေးကသူ့ရဲ့ဘိုးကိုလာတွေ့ရင်လေကျုံနဲ့ခင်သွားရဲ့ဆိုပါတော့ဗျာဘိုးတော့ကလည်းသူ့မြေးနဲ့ကျုပ်ကို စိတ်ချတယ်ဗျကျောင်းဝိုင်းအပြင်ထီအောင်စိတ်မချလို့ကျုပ်ကိုလိုက်ပို့ခိုင်းတာကျုပ်ကတော့တိတ်တဘောကြပါဗျာ ရေလေးကအလှသားဗျမျက်နှာလေးကခက်ပြည့်လေးနဲ့ချစ်စရာလေးပါဗျသူ့ကိုကြည့်ရင်ကြုံစိတ်တွေလှုပ်ရှားနေလို့မနေ့ထင်းနေရတယ်ကို့ဘာသာထင်းစန်းစနေမင်းဟာဆွေမရှိမျိုးမရှိတကောင်ကျွက်ဖုန်ကြီးကြောင်သားစိတ်မထင်းနိုင်ရင်ပုံပြောက်သွားမယ်ဆိုအသေးနဲ့ကြုံစိတ်တွေထင်းနေရပါဗျာအဲ့လိုနဲ့သူ့ကိုလိုက်ပို့ပြီးကြောင်ပြန်လာတော့ဦးထုံးနိုင်က တရားထွက်နေပြီယောဂီမဟုတ်တော့ဘူးဆိုလိုတာကဗျာသူကဖုန်ကြီးကိုရှောက်ပြီး ကျောင်းဝရဝဲစာ15ရက်လောက်ကုလုပ်မယ်တယ်လေအဲ့တော့ကျုံနဲ့ဘိုးကတော့လို့ညစာအတူစားကျောင်းတန်ရှင်အတူလုံးဆိုတော့ပိုရင်းနှီးသွားတာပေါ့ဦးထုံးလိုက်ကတခြားသူတွေနဲ့သာခက်တတေပြကျုံနဲ့ဘိုးကကတော့အတော်ရင်းနှီးရဲ့သူကအချုပ်ကိုပြောတယ်စနေငါပြန်ရင်ငါအိမ်ကိုအလဲလိုက်ခဲ့ပါငါတို့ကဒီမျိုးနဲ့နည်းနည်းပဲဝေးတယ်ညောင်ကိုင်းရမှာနေရလေကျောက်ဘိုးကပြောပြီးတော့ဖုန်းကြီးကိုရှောက်ငါဘိုးကအခုပြောလိုက်မယ် ဘူးထွန်လိုက်ကပြပြဆူဆူခလလန်းမှာပေါင်းပေါင်နေတဲ့ဘိုးကကိုလှမ်းပြီးစကားဆိုရပြဘိုးကကျုပ်စနေကိုအိမ်အလဲခေါ်သွားမယ်ရလားဟာပြောစရာမလိုပါဘူးကိုထွန်လိုက်ရခေါ်သွားကျုပ်ဖုံးကြီးကိုရှောက်လိုက်မယ်ကျုပ်နေနေအံ့ဩသွားတယ်ဗျအပြင်သွားမယ်ဆိုအမြဲမကြည့်မသားနဲ့ဘိုးကကအခုတော့တီတီပြူထက်နေရလေကဲမထူးဆန်းဘူးလားအဲ့လိုနဲ့ဦးထွန်လိုက်နေလိုက်သွားရဖို့အเจ้าကဖန်လာတာပေါ့ဗျာ ကျုံလေးဦးထုံးလိုက်နာကိုအလဲလိုက်သွားဖို့လက်အိတ်သေးကိုအဝဲစား၃လေးစုံလောက်ထည့်လိုက်တယ်။ပြီးတော့အခန်းပြင်ကိုထွက်မယ်ကြံတော့မှဘိုးကအကျုပ်ခန်းထဲကိုကုတ်ချောင်းချောင်းနဲ့ဝင်လာတယ်ဗျ။ပြီးတော့ကတင်ပေါ်မှာထိုင်ပြီးအတန်တူတူနဲ့ပြောတယ်။ဆန်နေအမှန်တိုင်းပြောရရင်ငါကမင်းကိုထည့်ချင်တာမဟုတ်ဘူးကွာ။မလွန်ဆန်နှလို့သာထည့်လိုက်ရတာ။ဘာဖြစ်လို့လဲဘိုးကရ။ဘာဖြစ်ရမှာလဲကွာ။ ။ဦးထွန်းလိုင်ကဒီနေ့တကြောမှာနာမည်ကြီးရဲ့ဒါထွန်းလိုင်ကဗျာလူလူမိုက်ကြီးလားလူမိုက်ကြီးကတည်တည်လေးလူကောင်သေးလို့လူမမဖြစ်ရဘူးလို့မင်းကဘယ်သူပြောလဲငါကြားဘူးလားတော့ကိုထွန်းလိုင်ကအမြင့်ရှစ်ပေလောက်ကို ခုံပြီးဒါနဲ့ခုံနိုင်နေတယ်ဟာဒါရှိလို့ဒီမှာပါဗျာမင်းတတိယရိယနဲ့နေစင်ပိန်တော့ကျွဲလောက်တော့ကြံ့သေးရဲ့သူ့မြေကိုရောင်လို့တော့တော့မဆနိုင်တော့ငါကမဆပါဘူးဗျာဘိုးကလည်း ို့ကိုဘယ်လိုလူစားထင်နေရလဲမင်းတို့မယုံလို့မဟုတ်ဘူးဟေလူမိုက်ထွန်းလိုင်းဆိုတာတို့ဖုံးကြီးနေပဲစိတ်လျှော်တာမင်းတို့ခင်လွန်းတို့သာသူ့အိမ်ကိုခေါ်တာအခုတည်းလူမိုက်စိတ်ရှိနေတော့ငါလည်းမတားရဲ့ဘူးစိတ်ချပါဘိုးကာရကျုပ်တတိထားနေပါမယ်ဘိုးကာပြောမှကျုပ်ဖြင့်ဦးထွန်းလိုင်းကြီးကိုလန့်အောင်လှန့်လေရစ်ပေအမြင့်ကိုတော့ဒါနဲ့တက်ခုတ်တယ်ဆိုပဲကျုပ်လေရီလေးဆိုတဲ့သူမြေမကိုကြိတ်ကြံနေရကိုအခုတွေကလက်လျှော်လိုက်ရတော့မှာပေါ့ဗျာ ကျောင်းထဲပိုးကအခန်းထဲကအထွက်ကျောင်းထဲရှိရောက်တော့ရေလေးကမြင်းထဲတစ်စီးနဲ့ကျောင်းထဲဝင်လာတယ်။ကျုပ်တို့ကိုလာခေါ်တာလေ။ဦးတော်နိုင်ကြီးကတော့ဖုန်းကြီးတောင်းပေါ်တက်ပြီးဖုန်းကြီးကိုတက်ကြတော့နေတယ်။ကျုပ်ကတော့ကျောင်းမတက်တော့ပါဘူး။ညထဲကဖုန်းကြီးကဩဝါဒပေးပြီးပြီဗျ။ကျောင်းပေါ်ကနေဦးတော်နိုင်ကြီးပြန်ဆင်းလာတယ်။ပြီးတော့မြင်းလဲပေါ်တက်ဖို့ကျုပ်ကိုလှမ်းပြောတယ်။ဆက်နေတက်လေကွာ။ဟုတ်ဟုတ်ကဲ့။ကျုပ်ကရည်ရင်းနဲ့မျက်နှာချင်းဆိုင်မှာဝင်ထလိုက်တယ် ။ဦးတွန်းနိုင်ကြီးကမြင်းလဲမောင်သမအနာထိုင်နေပြ။အဲ့တော့ကျုပ်လေးသူ့မိနေမျက်နှာချင်းဆိုင်မှာထိုင်ပြီးမျက်နှာလေးကိုကောင်းကောင်းကြည့်ခွင့်ရနေရပေါ့ဗျာ။ရေလေးကချစ်စရာလေးဗျ။တော်သူဆိုပေမဲ့မြို့နဲ့နေတဲ့ရွာမှာမွေးလို့ထင်ပါရဲ့။ရွာကလုံးတင်မောင်းနေတော့စီနဲ့ရေပြား။တကယ်ကိုမဟာဆန်ဆန်နဲ့ချစ်စရာလေးကျုပ်ဘလောက်တောင်ငေးမိသွားလဲဆိုမြင်လဲထွက်တော့မှမလို့ဘိုးကလည်းလန်းပြနေရကိုကျုပ်တတိမထားနိုင်မိဘူး ကျောင်းပြန်ရောက်မှာတတိယလိုလက်ပြမိကျန်တော့ကျောင်းမုံနာမှာဘိုးကကကျုပ်ကိုလှမ်းကြည့်ပြီးစဲနေရထင်ရတာပဲဗျာကျုပ်အလောက်ထိအောင်ကိုငေးပြစ်လိုက်တာရှင်လေးကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဗျာပြုံးပြီးတော့စကားလေးပြောတယ်နဝင်ခြုံလိုက်တာများဗျာယာရင်နဲ့ကြံတကားကြီးရောလောင်ချလိုက်တယ်လို့ပဲဗျာခြုံချက်ကိုစနေအင်းရောက်ရင်ဘာမှအားမနာနဲ့နော်ရှင်လေးကိုစားချင်တာသာပြောချက်ကျင်းမယ်ဟာရပါတယ်အဆင်ပြေတယ်လို့စားတတ်ပါတယ် ရွာသူမလေးဖြစ်ပြီးသူမကိုသူမရေလေးလိုနှံစားသုံးတာခင်မိကြပြ။တိတ်ပြီးတော့နားထောင်လို့ကောင်းတာပဲ။ရွာမိချူတို့မိမုံတို့သူ့နာမည်သူသုံးပြီးပြောတာကိုမြင်ရမိရဲ့။တော်တော်အဆင်မချောပါဘူးဗျာ။ကျုပ်လေးရွာကအပြုံမတွေကိုကျုပ်ရှိကရေလေးနဲ့ရှင်ပြီးတွေးနေရတာ။ဘရင်သမီးနဲ့ဘလူးမလိုပါပဲဗျာ။အဲ့လိုနဲ့ကျုပ်တို့စီးနင်းလာတဲ့မြင်းလေးကကဲပြလမ်းပေါ်ကဆင်းပြီးရွာလမ်းလေးအတိုင်းဝင်သွားလိုက်တဲ့ ကျုပ်အထင် တနားလောက်ထင်နေပြ။တွားလိုက်တာညောင်ကန်းရွာဆိုတဲ့စိုင်းပုံနဲ့ညောင်ကန်းရွာကိုရောက်လာတယ်ပေါ့ဗျာ။ညောင်ကန်းရွာက အတော်ကျေသားဗျ။ကျုပ်တို့ရွာ၃လေးရွာပေါင်းတဲ့လောက်ကိုကျေတာ။ကျေဆို တခါလေစပားတဲ့ဆန်ချောတန်ထွက်တဲ့ဆန်ဆက်ကြီးပြီတောင်ရှိရဲ့ဗျ။ကျုပ်တို့ရွာကစပားစက်ကတော့၃ကန်လောက်ချိန်မှဆန်ရတာ။ကြားတဲ့ဆန်တွေကလည်း၃កောက်ချူကျိုးလို့ဇက်ခွဲမြများထွက်အောင်တမင်လောက်ထားသလားလို့ထင်ရတယ်။အဲ့လိုနဲ့ကျုပ်တို့တွေ ။ဦးထူးလိုက်ရင်အိမ်ကိုရောက်လာပါပြီဗျာ။အိမ်ကနှစ်ထပ်ပြင်အောင်အိမ်ဗျာ။ရေနံကျဲပြေတုတ်ထားတာမဲနေရပဲ။အိမ်ထဲကိုမြင်လဲဝင်သွားတာနဲ့အိမ်ဘောကအကြီးတယောက်ဆင်းလာတယ်။ကိုထူးလိုက်ပြန်လာပြီလား။အေးမဆင်ရေပြန်လာပြီ။ဧည့်သည်လည်းပါတယ်။နင်တို့မြေပွားနှစ်ယောက်နေတိုင်းဟင်းကောင်းကောင်းချက်ကြလား။အင်းမတော်လာလာ။ကျုပ်တို့ဆင်းလာဆောင်ပြီးတော့မြင်းလေသမားကပြန်သွားတယ်။မြင်းလေသမားကအိုးထုံးလိုက်လို့နေလူရင်းနေထင်ပါတယ်ဗျ။ ျုပ်ကိုအိမ်ဦးခန်းမှာထားသိတယ်။ကျုပ်ဘီမှာအိယာတကူရှိရဲဆိုတော့ဥထုနာအိယာနေမှာပေါ့။ကျုပ်အထင်ရီသေးတို့မြေဖွားကအိမ်ငန်းထဲမှာအိတ်တယ်ဗျာ။အဲ့လိုနဲ့ကျုပ်လည်းအစင်ချွချောနဲ့၃လရက်လောက်ကြာသွားတယ်။ဦးထွန်းလိုက်ကကျုပ်အိမ်မူကိစ္စလေးကိုလို့ရင်တော့သူ့မြင်တဲ့အရေးတော်စိန်ကိုငောက်ရောဗျ။အဲ့တော့ရှီလေးနဲ့အရေးစိန်ကကျုပ်ထင်းလေးဖြက်ရေလေးခတ်တာလာကိုကိုမလုတ်ခိုင်းရုပ်ပြော။ကိုစနေမလုတ်ပါနဲ့တော့ ရေလေးပါသာရေဆွဲမယ်။အဖိုးမြင်မှာရေလေးတို့ကိုငောက်နေပါအောင်မယ်။ဟာရပါတယ်ဗျာ။မရဘူးကိုတော်ချော်ကြီး။ရေလေးအဖိုးအကြောင်းရေလေးတည်တယ်။တွတ်တွတ်။အိမ်အောက်မှာရင်းနှွေးချမ်းတောက်နေ။ကျုပ်ပြင်အားနာလိုက်တာဗျာ။စားလိုက်တောက်လိုက်အိတ်လိုက်နေ။ကျုပ်ပြင်ဇေယမင်းစည်းစိမ်ရင့်နေတယ်လို့ဖြစ်လာတယ်။အဲ့လိုနဲ့ပဲကျုပ်လည်းမနေတတ်တော့တာနဲ့လေတဲ့သွားဖို့တရင်လေးကင်ထားတဲ့အုတ်ထုံးလိုက်ကိုစကားပြောရတာပေါ့ဗျာ။ဥိကျုပ်လေတဲ့လိုက်ခင်မယ်ဗျာ။ဒီတိုင်းမနေတတ်တော့ဘူး။ မင်းကဧည့်တယ်ပဲအေးအေးနေစမ်းပါကွာမလိုက်ရရင်တော့ကျုပ်ကြောင်းပြန်တော့မယ်ဗျာငါကအခုမှတပတ်တောင်မပြေသေးဘူးပြန်လို့မရသေးဘူးမင်းကစီမှာအနည်းဆုံးတော့15ရက်နေရမယ်ငါမင်းကိုခင်လို့လို့ခေါ်တာနော်ကျုပ်လေဦးကြီးကိုခင်လို့လိုက်ခဲ့တာပေါ့ဗျာဒါပေမဲ့ဘာမှမလုပ်ဖ ೇನೆ တော့မနေတတ်ဘူးဗျာအဲ့ဒါဆိုညမှလိုက်ခဲ့ကွာညကဘာလို့ကြာရှိသစ်လို့လဲဗျာမင်းရလေကွာညဘက်ကပိုးပြီးအလုံများလာကွာ အဲ့ဆိုလဲပြီးရောလေကျုပ်ထင်းပြထားပေးမယ်အရင်းနဲ့ရည်လေးတကူငေါ့နေနေအောင်နော်ကျုပ်ကအဲ့လိုပြောတော့ဦးထွန်းလိုက်ကကျုပ်ကိုတေးချာကြည့်ပြီးပြုံးနေဗျာပြီးရောခေါင်းငင်းပြပြီးလက်လေးကို ထွက်သွားတော့တာဗျို့ကျုပ်နဲ့ဦးထွန်းလိုက်လက်လေးကိုရေးလိုက်သွားကြတယ်ဗျာရေးလိုက်တယ်ဆိုတာကဘယ်လိုပြောရမလဲကိုရဲ့လက်လေးကိုရေးသွေးတာပေါ့ဗျာဆယ်ရီတောက်လဲပြီဆိုတော့ဆယ်မြောင်းလေးကရေးပြီးကိုအလဲကြနေလက်လေးရေးသွေးရတာပြီးရောကတ်တော့ပေါက်တွေလည်းပိတ်ရတာပေါ့ ကတော့ပောက်ပိတ်တယ်ဆိုတာကတိမကျိုးပဲနဲ့ပဇလုံးတွင်းတွေကတဆင်တက်စားလဲပြီတဲ့ရေရောက်သွားတာကိုလိုက်ပိတ်တယ်ပေါ့ဗျာအဲ့ဒါကိုကတော့ပောက်ပိတ်တယ်လို့ခေါ်တယ်ပဇလုံးတွင်းမဲ့တော့မဟုတ်ဘူးဗျာကတော့ပောက်ပေါင်းစုံပိတ်တာတချို့ကညက်တယ်ကျောက်တို့ကရေးသွဲထားရင်ဖြက်လို့ဖြက်စီလောက်ကြတယ်အလဲမကြသေးတဲ့သူတွေကလည်းရေးလာသွဲရင်စကားများတာပေါ့ဗျာအဲ့ဒါတော့ကျုံတယ်ရွာမလိုက်ခင်ဘူးတော့သိရလေအခုလေဦးထွန်လိုက်ကဒီမှာတချောင်းကိုခါကြထိုးကျောက်ကတရင်တချောင်းကိုရှို့ ဓမီတယောက်တစ်လက်နဲ့ရေးလိုက်ကြတာပေါ့ကျုပ်တို့လိုရေးလိုက်တဲ့သူတွေလက်ခွင့်နေထဲမှာတော်တော်များတယ်ဗျအခုကျုပ်တို့လာတဲ့အချိန်ကသကောင်ကြော်နေပြီလေအဲ့ဒါကမတန်မာတဲ့သူတွေအတွက်အခွင့်ကောင်းပေါ့ဗျာကျုံနဲ့ဦးထွန်းလိုက်ရေးသွင်းထားတဲ့လယ်တွေလိုက်ကြည့်နေတဲ့အချိန်တက်ရှိပေါတိုးတရင်တွေကင်ထားတဲ့လူသုံးယောက်ကျုပ်တို့ရေးသွင်းထားတဲ့မြောင်းကိုပိတ်ပြီးသူတို့လည်းတွေ့သွင်းနေတာဗျာအဲ့ဒါကိုဦးထွန်းလိုက်ကဓမီနဲ့ထိုးကြည့်ပြီးအရှက်မှုနေတဲ့ပုံစံနဲ့လူကြီးသုံးယောက်ကိုစကားဆိုပါလျော် ိမ့်ပါမင်းတို့လည်းကမနဲ့ပြန်ကြမှာလေဘာလို့ငါလည်းတဲ့တွင်ထားရေမြန်ကိုပိတ်တာလဲပြီးတော့ဟိုမှာငါကသင်းကိုပောက်ပြီးမင်းအောင်တဲ့တဲ့ကိုရောင်လှုပ်ထားတဲ့လုံနေလို့မထင်ဘူးလားဟဲ့ကောင်ထောင်းလိုက်မင်းဟာဆရာကြီးလားငါဘာသာလှုပ်ချင်တယ်လို့လှုပ်မှာပေါ့မင်းနဲ့ပါဆိုင်လေစိမ့်ပါမင်းအဖေနဲ့ငါနဲ့မှာတက်တူရတူနော်မင်းမဆိုင်နဲ့ကယူမဆိုင်ဘူးကွာဒါထောင်းလိုက်ဆိုတဲ့မင်းကိုငါလှုပ်ချင်ညာကြပြီဟဲ့ကောင်တရားရိုက်ကွာ ပြောပြောဆိုဆိုနေပြီတယွင်းကင်ထားတဲ့သူနဲ့ပေါတိုးကင်ထားတဲ့သူကရိုက်ဖို့ပြောလာတယ်။ကျောင်းလဲတယွင်းကိုကမ်းပြီးဦးထွန်းလိုင်ရှိကနေဝင်ကပြီးပြန်ချမယ်လို့တော့ဦးထွန်းလိုင်ကကျုပ်လက်ကိုဆွဲပြီးပြောလာတယ်။စနေနောက်နေ့စောက်ပြီကွာဓမီရထိုးပေးထားရော့ငါဓမီကိုယူကိုကသုံးယောက်တောင်ဦးကြီးရကျုပ်လက်ကိုချက်မှာပေါ့ငါစကောက်နားထောင်စမ်းပါကွာဟိုကောင်လေးကိုမလုတ်ခင်မင်းကိုအရင်လုတ်လိုက်ရမလားဟာမလုတ်ပါနဲ့ဗျာကျုပ်လည်း လက်ထဲကတရင်ကိုမြေကြီးပေါ်ထိုးဆိုင်ခဲ့ပြီးဦးထွန်းလိုင်ရဲ့လက်ထဲကတမီးကိုယူပြီးတော့ခက်လလန်ကနေတမီးနဲ့ထိုးပြနေရတာပေါ့ပိုးလူတွေကလေခွင်းတွေကဖြတ်လာပြီးဦးထွန်းလိုင်ရဲ့ကောင်းကိုပေါက်တုနဲ့ခုတ်တယ်ပြောကျုပ်ပြန်လက်နာအွန်လိုင်းမိရဲ့ဦးထွန်းလိုင်ကမရှောင်ဘူးဗျပေါက်တုနဲ့ခုတ်တာကိုညှိခင်တာပေါက်တုနဲ့သူ့ကောင်းနဲ့ထိတာဒုက္ခနဲ့အတန်ထွက်လာပြီးပေါက်တုကနောက်ပြန်ကန်သွားတယ်ပြောပေါက်တုနဲ့ခုတ်တဲ့လူကကြောင်ပြီးရက်နေရဲ့အဲ့တော့ဦးထွန်းလိုင်ကခါးကြမ်းမှထိုးထားတဲ့ ဓမ္မကြီးကိုဆွဲထုတ်လိုက်ပြီးခေါလုံးရဲ့လက်မကိုခက်ဆဆခုတ်လိုက်တာသွေးတွေထွက်လာတယ်တကယ်ဆိုလက်ဘင်းကိုခုတ်လို့ရတယ်မခုတ်ဘူးဗျတရင်ကင်ထားတဲ့ကောင်လေးကလည်းရှေ့ဆက်မတို့ရဲဘူးနောက်ဘောပြန်ဆုပ်သွားတယ်လက်မကိုဓာတ်ကောက်ခင်ရတဲ့ကောင်လေးနောက်ဘောဆုပ်ပြီးမောင်စင်းဆွဲသူကိုကြည့်ပြီးပြောတယ်ဗျဒီလူကြီးဟာတုတ်ပြီးဓာတ်ပြီးကြည့်ပဲမင်းငါတို့ကိုအရက်လေးနဲ့တိုက်ပြီးတေချောင်းစင်တာပဲခွေးမသားမောင်စင်းနောက်တကမင်းငါတို့ကိုဘယ်တော့မှမခေါ်နဲ့ တဖက်လူတွေပြောပြောဆိုဆိုနဲ့လှစ်သွားရောမောင်စိန်နဲ့ဥထုံးလိုင်ကိုကြောင်စည်းနေမိရဲ့ဥထုံးလိုင်ကဓာတ်ကိုခါးကြပြန်တော့ပြီးအေးအေးစိစိစကားပြောတယ်ဗျာမောင်စိန်မင်းပြင်းရင်မနဲ့သိပြီသားမှတ်ငါးစိတ်တွေထိနေအောင်တရားအထုတ်တာလို့မင်းတို့တက်တာတယ်မှတ်ကဲငါတို့ပြန်တော့မယ်မနဲ့ငါလည်းတည်းရရှိတာမြင်စင်တယ်မရှိရင်တော့လားကဲစနေရီအိမ်ပြန်ပြီးအိတ်ကြရအောင်ကွာဥထုံးလိုင်ရဲ့စကားကိုနားထောင်ပြီးမောင်စိန်တယောက်ပုတ်တင်ညူကြနေရပဲဗျာ ခေါင်းလေးညှက်နေတာကြောက်တမ်းမင်းနဲ့ထိုးစီရသလားအဲ့ဒီလူသေးထွဲကြနေတဲ့ထင်နေတို့ရောင်တုံနေပြီမပြေးရဲ့အတံမထွက်ရဲ့ဖြစ်နေတာဗျို့အဲ့လူကိုကြည့်ပြီးကျုပ်ပြင်ရီတောင်ရီစနေဗျာပြီးတော့ကျုပ်နဲ့ဥထုံးလိုက်ခေါင်းစင်ကိုထားခဲ့ပြီးပြန်လာတာပေါ့ဗျာဒါမှဥထုံးနိုင်ကတချင်လေးတညီညီနဲ့ဗျဘာမှမဖြစ်တယ်လို့ပဲပြီးတော့ကျုပ်ကိုပြောသေးရဲ့ဗျို့စနေဒီအကြောင်းမင်းနှမနဲ့မင်းအီကိုပြောနေတော့ကြာလာ ဟုတ်ကဲ့ ကျုံလည်းဟုတ်ကဲ့ကလွယ်ပြီးဘာပြောနိုင်ပါလဲ။ဦးထွန်းနိုင်ရဲ့အစွမ်းစားကိုပြန်တွေးပြီးကျုံစကားတောင်ပြောဖို့နည်းနည်းတော့ကြောက်လာမိရဲ့ဗျို။အင်းကျုံလည်းဦးထွန်းနိုင်နဲ့အတူလက်ထဲရေလိုက်သွားပြီးရဲ့နှစ်ရဆပြီးအိမ်ပြန်ရောက်တဲ့ကအနေထိုင်အပြောဆိုအတော်စင်ကျင်းရတယ်။အမှန်တိုင်းပြောရရင်တော့ကြောက်လို့ပေါ့ဗျာ။ပေါတုံးနဲ့ခေါင်းကိုခုတ်တာဘလို့မှမနေရဲ့။ဘိုးတော်ရဲ့အိမ်မှာနေနေရမဟုတ်လား။သူရဲ့မြေးမာလေးရေလေးကိုတော့စိတ်ထဲကနေသဘောကျနေရတာမရဲတော့ဘူး။ ကျုပ်ကဒါအခုလိုဖြစ်နေတာပါဗျာပို့ထုံလိုက်ကဘာမှမဖြစ်တယ်လို့ပဲကျုပ်ကတော့အတော်သဘောကျနေရဗျာသူ့မြင်နေတောင်သဘောတူနေလားမသိပါဘူးအဲ့လိုနဲ့တနေ့ကျုပ်တို့ရေးလိုက်တုန်းကပြစ်ခဲ့တဲ့ပြဿနာကို အရေးစိန်သိရောထုံစံအတိုင်းဘလောက်ဆူဆူဘလောက်မမိုက်ဆင်းလို့ယူထားတဲ့မိမရဲ့စကားကိုနားထောင်တတဲ့ယောက်ျားကောင်တို့ထုံစံတိုင်းအရှိမိတွန်းတောက်တီးရာကိုစနုပ်နယ်ထမင်းတူတူစာရင်ဥထုံးလိုက်ညင်ပြီးနားထောင်နေရဲ့ဗျကိုထုံးလိုက် ရွာတောင်ပိုင်းကကိုစံမြရဲ့တာကြီးစိတ်မောင်းနေသူ့အပေါင်းအသင်းတွေကို ရှင်တရားရောက်လှုပ်လိုက်တယ်ဆို။ဘာမှမလုပ်ပါအောင်မိမရပပလီလှုပ်လိုက်တာပါ။ရှင်ကုဒီမနိုင်အောင်လား။ရှင်ကကျမဘယ်လိုပြောရမလဲ။အရေးစိန်ကဦးကြီးထွန်းလိုက်ကိုစုံနေတော့ကျုပ်လည်းမနေတာတော့ဘူး။အဲ့ဒီကဖြစ်ပျက်တွေကိုပြန်ပြောပြလိုက်တာပေါ့ဗျာ။အရှိအဲ့ဒီကဦးကြီးနဲ့တူကျုပ်လည်းပါသွားတယ်။ဦးကြီးကကောင်းကောင်းမပြောတာ။ပိုမောင်စင်းဆွယ်လူက ငမိုးတွေခေါ်လာပြီးတော့အူကြီးကိုပေါက်လုံးနဲ့ခုတ်တာအဲ့လိုတွေအရင်ဆလုပ်တာအူကြီးကဘာမှတော့ပြန်လုပ်တာမဟုတ်ဘူးကျုပ်အဲ့ဒီလိုပြောတော့အရေးကအူကြီးကိုဆက်ပြီးမဆူတော့ပဲတတိပေးစကားဆိုတယ်ကိုထုံလိုက်တော့ကျုပ်ယုံပါတယ်ဘာပဲဖြစ်ဖြစ် စိတ်တော်ထိမ့်ပါရှင်စိတ်ချပါမဆင်ရဲ့ငါမြေငါမရနဲ့ဟောဒီကစနေကိုမထီသေး၍ထုံးလိုက်ကဆရာတော်ဟောတဲ့တရားနဲ့အညီနေနေပါတယ်တော့စကားကြီးကလည်း ဘလို့ကြည့်လဲပြောရအောင်မယ်မဆင်ရင်ဒီကောင်လေးစနေငါ့ဘော်တော့တော်တော်တစ္ဆာရှိရဲ့ကိုကောင်လေးငါ့ကိုလုံမလို့ပြေးလာတာဒီကောင်ငါ့ရှေ့ဝင်ကားပြီးကိုကောင်လေးကိုပြန်ချမလို့လုံနေတာငါလည်းအဲ့လိုလူမျိုးကိုကြိုက်တာဒုက္ခကြုံတဲ့အချိန်ဖြတ်ပြေးတဲ့ကောင်လေးကိုဆိုလှုပ်မုံတာစနေလိုကောင်ကိုတော့လှုပ်ချစ်မဆင်ရဲ့ဦးထွန်းလိုက်ကအဲ့လိုပြောတော့အရေးစိန်ကကျုပ်ရဲ့ပကံလေးကိုစက်သားရင်ခတ်ထည့်ပြီးရင်စကားဆိုလာတယ်ဗျစနေရဲ့ နဲ့ဦးကြီးချင်းတတိတာထားတော့ဗျာမဖြစ်လို့လဲဗျာ तू ကလူတယောက်ကိုချစ်မိယုံမိပြီဆိုရင်တော်တော်ကိုမလွယ်တာအခုချိန်မိငါတို့မြေးမာလေးကိုခိုးသွားရင်တော့ तू စိတ်ဆုမှမဟုတ်ဘူးစနေရေဟာအရှိကလည်းဘာလို့ချက်ပြောနေရလဲဗျာကျုပ်လဲရှက်ရှက်နဲ့ထမင်းတွေကြည့်ပြီးစားနေမိရဲ့ကျုပ်ရှက်နေရကိုကြည့်ပြီးတော့သူတို့လင်မယားကသဘောတွေကြနေရဗျာကျုပ်ထင်ပါတယ်သူတို့ကျုပ်ကိုတကယ်ကိုယုံလို့ဒီစကားပြောတယ်ဆိုပါလေ စိတ်ထဲကနေလေတွေးလိုက်တယ်။ငါရည်လေးပေါ်မယွမသားစိတ်တွေမထားတော့ဘူးလို့ပေါ့။ကျုံဦးထွန်းလိုက်ရင်အဲရောက်တာဆက်ရဲရှိပြီဗျ။ကျုံနဲ့ရွှေလေးနဲ့ကအတော်ခင်နေကြပြီ။ပြီးတော့လူကြီးတွေကလည်းကျုပ်တို့ကို စိတ်ချယုံကြည်ကြတယ်။ကျုပ်စိတ်ကဖောက်ချင်ပေမဲ့ဖုံးကြီးမျက်နှာ၊ဘိုးကမျက်နှာ၊ဦးထွန်းလိုက်မျက်နှာ၊အရေးစိန်မျက်နှာ၊လေးမျက်နှာထောက်ပြီးမကောင်းတဲ့စိတ်တွေကို မောင်းထုတ်နေရပေါ့ဗျ။ခမရတို့ကျုပ်ကိုအပြစ်တော့မမြင်နဲ့နော်။ဒီလောက်လာတဲ့မိန်းကလေးနဲ့အတူရှိရတာ။ ိတ်မရိုင်ဘူးဆိုရအောင်ကျုပ်ကသူတော်ကောင်းသူမျက်လောက်မှမဟုတ်တာ အာတဝေါကုန်ခန်းနေရတူလည်းမဟုတ်ပြန်ဘူးလေစန္ဒကိုတိတ်ခါနဲ့ထိရတယ်ဗျအဲ့လိုနဲ့တနေ့ကျုံနေရှိလေးရွာလေကစံဆက်ကိုစံစိတ်ဖို့အတွက်သွားပြီးပြောရကပြဿနာကဆလာတယ်ဗျကျုံနေရှိလေးရီမမောနဲ့ပဲရွာလေလမ်းမကြီးတိုင်းအတူရှင်တွေ့ပြီးသွားကြတာပေါ့ဗျာတန်းရှာပြီးအတင်းတုံနေတဲ့မိမကြီးပြည့်အတွက်ကတော့ကျုပ်တို့နှစ်ယောက်ကသူတို့အတင်းတုတ်စရာတားကောင်းငယ်လေးပဲပေါ့ ကျုပ်စီတဲ့အဲ့ဒီမိန်းမကြီးပြီးပြောမယ့်စကားကိုကြိုသိရဲ့ဗျခမားတို့သိမလားမသိဘူးသူတို့ပြောမယ့်စကားကဒီလိုပဲဖြစ်မှာပဲပိုးထုံးလိုက်တော့များမြေအပြိုလေးရှိရာကိုသစိမ်းယောက်ျားပြုတ်ကိုအိမ်ခေါ်ထားရတယ်လို့ပိုးထုံးလိုက်ကဘာမှမပြောရင်တော့သူ့မိန်းမတော်စင်ကပြောတင်တာပေါ့ဟေးတွတ်တွတ်ပြောပါနေ့စကားကိုပိုးထုံးလိုက်ကြရင်ကိုကသူ့ကိုင်းနေကြဟာကြီးနဲ့လာထုတ်လိုက်မယ်တော့ဟက်ကောင်မဘာလဲနေ့စကားကြီးက ။ညည်းရလဲဟဲ့။ဓာတ်ထုံးလိုက်ဆိုမှတော့ဓာတ်နဲ့ထိုးမှာပေါ့ဟဲ့။ညည်းရဓာတ်နဲ့မထိုးပဲဘာနဲ့ထိုးစေချင်နေရလဲ။ပောက်ကြည့်ရပါဟဲ့။ရေလေးကြည့်ရတာ။ကောင်းလေးနဲ့ရေငန်လေးပုံပဲနော်။တိမ်ရင်တူတူနေမှာတော့တွေးကြည့်ပေါ့။သူတို့ပြောမယ့်စကားတွေကအဲ့ဓာတွေပဲလို့ကြုတ်ထင်နေ။သူတို့ရဲ့မျက်လုံးတွေကိုကြည့်ကြတဲ့ကအကြမ်းမြင်ရမနေပေမဲ့သိနေတယ်ဗျ။ကျုပ်ကတော့ဂယုမဆိုင်ပါဘူးကျုပ်လိုပဲရေလေးကလည်းဂယုမဆိုင်ဘူးဗျအဲ့လိုနဲ့စမ်းစမ်းနာမရောက်ခင် လမ်းမှာကောင်းလေးတုံးနဲ့တွေ့တယ်ဗျ။ဒီကောင်းလေးပုံကြည့်ရတာဘိုင်းစကုပ်ကားတဲကလို့လူချမ်းတွေလိုပဲဗျ။ထန်ရီကမိုးနေသေးတယ်။သူတို့ကလူချမ်းဆိုကျုပ်ကမင်းသားပေါ့။အဲဒီကောင်းတွေကကျုပ်တို့အနာကတ်လာတယ်ဗျ။ပြီးတော့ရေလေးရဲ့လက်ကိုစဆွဲတယ်။ကျုပ်ကမင်းသားဆိုတော့ကောင်းမလေးလက်ဆွဲကောင်းလေးကိုဒီတိုင်ကြည့်မနေနိုင်ဘူး။ဝင်ပြောရတာပေါ့။ဟဲ့လူတွေကျုပ်တို့ဆန်းဆက်သွားမှာနှောက်ရက်ပါနဲ့။ပြီးတော့ရေလေးကခမရလို့ရတာမဟုတ်လား။ မင်းကဘဲရကောင်လဲရုပ်ကူကညှင်းတူတူနဲ့ရီလေးနာဟိုရင်းပြုတ်လို့ကတ်နေရလားဒီကောင်နေတော်တော်ရိုင်းတာပဲဗျကျုပ်က အသက်လွတ်ကြီးဆဲနေတာကျုပ်ဆိုတဲ့ကောင်ကလေအနိုင်ကျင့်တာကိုတိတ်မုံတဲ့ကောင်အဲ့တော့ကျုပ်ကိုဆဲတဲ့ကောင်ရဲ့လက်ပင်းကိုဆွဲလိုက်ရုံပဲရှိသေးတယ်ကျုပ်ကိုလက်သေးနဲ့ဘဲကောင်ကဆော်လိုက်လည်းမသိပါဘူးဗျာသုံးချက်လောက်ဆင့်ဆော်လိုက်တော့ကျုပ်လည်းမြေပြင်ပေါ်ကိုလဲကျသွားတယ်ဒီကောင်နေခြေထောက်နဲ့ဝိုင်းကန်နေဗျာအကန်ခဲရတာတည်းလဲလန်းပေါ်မှာဖုံးနေမှုန်လိုက်တာ အသက်ရှူလို့တောင်မရကြတော့ဘူး။နောက်မှရေလေးអော်လို့ကြွားရဲကလူကြီးတွေပြေးထွက်ကြနေပြီ။ကျုပ်သက်သာသွားတယ်။ရေလေးကကျုပ်ကိုထုပေးပြီးဟိုတကောင်သားတွေကိုဆဲတာဗျ။မုန်းမွန်နေရပဲ။အဲ့လိုနဲ့ကျုပ်တို့ဆန်းဆက်ကိုမရောက်ပဲအိမ်မဲပြန်ရောက်ကြတယ်ဆိုပါတော့ဗျ။ဦးထွန်လိုက်ကကျုပ်ရဲ့ဖူးရောင်ရဲ့မျက်နှာတွေကိုကြည့်ပြီးသူ့ရဲ့ဓာကြီးကိုပြေးပြေးဆွဲတာဗျာ။ဒီရင်းနဲ့အကြီးစင်ပြင်တခြားသူတွေပါဆွဲထားရသေးတယ်။ကျုပ်ကလည်းဖူးရောင်ရဲ့မျက်နှာနဲ့ပဲသူ့ကိုတားရတာပေါ့ ။ဦးကြီးလူငယ်ချင်းဖြစ်တဲ့ပြဿနာပါဗျာ။ဦးကြီးမပါပါနဲ့။ငါအိမ်မှာနေရကိုတည်တည်ရဲ့နဲ့လှုပ်တဲ့ကောင်တွေကိုငါလုံးဝမကျေနပ်ဘူး။ကျောက်လေး၅ရက်လောက်ဆိုတတ်တာပါတယ်ဦးကြီးဟာ။ဘာမှစိတ်တူမနေနဲ့။သူတို့ကဦးကြီးနဲ့တမ်းမတူပါဘူး။ကျောက်ဒီကောင်တွေကိုပြန်ဆော်မယ်လို့တွေးထားတာဗျာ။ဒီကောင်တွေရဲ့မျက်နှာတွေကိုကြုံမှတ်ထားတယ်။စနေအကြောင်းကောင်းကောင်းသိမယ်လို့လေကျုပ်တေးထတာပေါ့ဗျာဥထုံးနိုင်ကတော့အတော်ကိုမကြည်မနဲ့ဖြစ်နေရပြို့ထလိုက်ပါဒီကောင်တွေနဲ့ထင်းခွေမကြုံ ရေခက်ကြုံပါပါအဲ့လိုနဲ့ညရောက်တော့ကျုပ်တန်းရာရီကြောင့်သိအိမ်မရဘူးဗျကျုပ်အိမ်မရတာကိုသိရဲ့ဥထုံလိုက်ကရေလေးကိုခေါ်ပြီးစက်ထုံထိုးခိုင်းနေမစိုးဗျရေလေးရဲ့ကျဉ်ကျဉ်နနာပြုတ်စုယူရမှုအောက်မှာအနာကတဝဲမဟုတ်ဘူးဗျကင်းကင်းရှင်းရှင်းကိုတတ်တာလားဥထုံလိုက်ကစက်ထုပ်ထိုးပေးနေတဲ့ရေလေးကိုစကားပြောလာတယ်ဗျ။ငါမြေစနေကိုလောက်သွားတာဘသူတွေလဲ။ตาကြွယ်တော့ပါအဖိုး။အဲ့ဒီကောင်တွေတမီးကိုလည်းလိုက်နောက်ရက်တယ်။ ငါနဲ့တွေ့မယ်။မကြင်မနဲ့ပြောနေတဲ့ဦးထွန်းလိုင်းကိုကျုပ်စကားပြောလိုက်တယ်။ဦးကြီးနဲ့မတွေ့နဲ့ဗျာ။ကျုပ်နဲ့ပဲတွေ့မယ်။ဒီကောင်တွေကိုလုံးဝမကြင်နဲ့ဘူး။မကြင်တဲ့တာတော့ဟုတ်ပါပြီ။မင်းကဘယ်လိုလုပ်ချင်လို့လဲပြောစမ်းနေ။ဒီကောင်တွေကိုကျုပ်ပြန်ချချင်တယ်။အေးမင်းတရားပြောင်းပြန်ချကွာ။ငါမင်းအတွက်အစဉ်တကူလုပ်ပေးမယ်။ကျုပ်နဲ့ဦးထွန်းလိုင်းပြောတဲ့စကားကိုရေလေးကသဘောကျရင်မရှိဘူး။အဲ့ဒါနဲ့ပဲသူမကမကြင်မနဲ့နဲ့သူ့အဖို့ကိုပြောတယ်ဗျာ။ အဖိုးဟာကိုစနေကိုပါလူမိုက်ဖြောင်လုပ်နေရလားငါမြင့်ရဲ့ဘဲကသာလူမိုက်ဖြောင်လုပ်ရမှာလေသူ့ကိုနာလုတ်ထားတဲ့သူတွေကိုပြန်လုတ်ခိုင်းတာဘဲကလူမိုက်ရမှာလေလူလိမ်မာပေါ့ကွယ်ကဲကဲကဲငါမြင့်တော့အဲ့တော့ဒီရဲ့ကြောင်နဲ့အဖွားကိုလည်းရှောက်ပြောင်းနေနေအောင်ကြာလားဟုတ်ကဲ့ပါကဲကိုစနေလည်းအဲ့တော့ဟုတ်ကဲ့ရီလေးကျုပ်ကရီလေးစကားနားထောင်ချက်ပြအဲ့တော့ဆိုတာနဲ့မျက်လုံးလေးမှိတ်လိုက်တာဦးထွန်းနိုင်ခေါ်နေတာကိုတော့ ကျုံမကြားကြအောင်ဆောင်မိအိတ်လိုက်တာပေါ့ဗျာ။ကျုံတန်ရာတွေက9ရက်လောက်နေတော့တက်တာသွားပြီဗျ။တရားတက်တာပဲမယ်စိတ်ထဲကတရားကတော့မတက်တာဘူးကျုပ်ကိုလှုပ်တဲ့ကောင်တွေကိုပြန်စော်ရမှကိုကျင်းနေမှာကျောင်းဆိုတဲ့ကောင်ကသူများကိုလည်းမတရားမလုပ်ဘူးကျုပ်ကိုမတရားလှုပ်လို့ကတော့အသက်ကိုပဒါနာမထားဘူးသူ့တေကိုတေလှုပ်ချင်တာရေလေးကကျုပ်စိတ်ကိုသိပုံပဲဗျကျုပ်ကိုကြည့်ကြည့်နေတယ်သူ့အဖိုးလွတ်တာနဲ့ကျုပ်အနားလာပြီးတော့ဆုံးမအဝါဒါတွေပေးရပါဗျာ အဲ့လိုချင်းစုဥထုံးလိုက်တဲ့အရေးစိန်တွေကိုပြင်းပြင်ပြီးတော့ကျုံတဲ့ရေလေးကဘာလို့လို့တွေးပြလိုက်တာကျုပ်သားအိမ်နာပြုတ်ရင်သူ့ကိုပဲယူမယ်လို့လဲစိတ်ပိုင်းဖြတ်လိုက်တယ်ရေလေးကကျုပ်ကိုစိတ်ပုံနေရဲ့မျက်နှာလေးနဲ့စကားဆိုရဲ့ဗျကိုစနေအဖိုးပြောတာရင်ရံဖြစ်ဖို့မလုံနဲ့နော်။ तू ကအစွမ်းထက်တယ်။ကိုစနေကဘာမှဆွမ်းတာမဟုတ်ဘူး။ဂျီလီယာစိတ်ပူလို့ပြောတာ။သူတို့ကိုကိုစနေနိုင်လို့လက်လွန်သွားရင်ထောင်ကကြအောင်မ။သူတို့ကနိုင်လို့သူတို့လက်လွန်သွားရင် ကိုစနေတီမှာ ကောင်းကျိုးဘာတစ်ခုမှမရှိပါဘူး။စိတ်ချပါရှိလေရဲ့။ကျုပ်ကမမိုက်ပါဘူးဗျာ။ဒါပေမဲ့ငကားမန်းသိအောင်အမောက်တော်ထောင်ပြရလိမ့်မယ်။ရေလေးရာကိုစနေကိုစိတ်ပူလို့ပြောတာပါ။ကျုပ်သိပါတယ်။ကျုပ်နဲ့ရေလေးစကားပြောနေရဲ့အချိန်ဦးထွန်းလာရင်လေလေးကပြန်လာတယ်ဗျာ။လေလေးကနေရောက်ရောက်ချင်းကျုံနားလာပြီးတော့အချိန်နေမိတယ်။ကောင်းလေအချိန်နေကောင်းပြီလား။ကောင်းပြီပေါ့ဦးကြီးရာလက်တွေကလည်းရားနေပြီဗျာ။ဒါမှငါကောင်းကွာ။ကဲကောင်းလေ။ မင်းတို့ငါလက်ဆောင်တစ်ခုပေးမယ်ကွာနောက်နေ့ပွဲကားဖို့ပြင်ထားဟဲ့ညီလေးလောင်းကျုံနဲ့ဦးထွန်းလိုက်စကားပြောနေတော့ကျုံနှက်ကထွက်သွားရေးလေးကိုဦးထွန်းနိုင်ကခေါ်တာဗျရေးလေးလည်းပြန်လာပြီးတော့သူ့ဘိုးကိုမိတယ်အဖို့ဘာလို့လဲမနေ့ပြန်စနေကိုခြောက်ရက်ကောင်တွေကို ပြန်ချင်းပေးလိုက်အောင်ဟာအဖို့ကလေတမိရရန်ဖြစ်ဖို့ချိန်ပေးကြလားငါမြင်မချင်းပေးရင် ကိုရင်တော့ခေါမှာနော်အဲ့ထင်ရမှရပြီ အဖိုးကတော့လှုပ်လိုက်ရင်အဲ့လိုကြီးပဲ ဘယ်ကိုချင်းရမှာလဲတယောက်ထဲတော့တမိတို့စီမတော်အောင်နော်ငါမီးကိုလည်းတယောက်ထဲမတော်ခိုင်းပါဘူးမြေအဖွားကိုခေါ်သွားရှင်အဖွားကလိုက်မှာမဟုတ်ဘူးနော်သူမလိုက်ရင်ဓာတ်ထုံးလိုက်ပြန်လာပြီလို့သာပြောလိုက်နေရဲ့အဲ့ဒါဆိုရင်တော့လိုက်မှာအဖိုးရဲ့အဖိုးကတော့လေအဖွားတားနိုင်သားတာပဲရေလေးကမကြေမနက်နဲ့အိမ်မီဖို့အကြောင်းပဲကိုတက်သွားတယ်ဗျကျုပ်ကတော့ရေလေးရဲ့နှောက်ကြောကိုကြိတ်ပြီးသူစကားနားမထောင်နိုင်တာခွင့်လွတ်ပါလို့ဆွေဆွေလေးစိတ်ထဲကနေ ပြောနေမိတော့တာပေါ့ဗျာညရောက်တော့ကျုံနဲ့ဥထုံးလိုက်တော်တော်နဲ့မအိပ်ဖို့ပြောဥထုံးလိုက်ကကုန်းရည်ကြီးကိုရှုပ်ပြီးထုံးနေတယ်မန်းနေကုန်းရက်တွေလည်းမန်းနေကွန်တီဝီလည်းမန်းနေဆုပ်လိုက်တဲ့ဂါတာတွေကျုပ်ပြင်းနားကိုမလဲပါဘူးဗျာကျုံလေသူ့ရှိမှစောင်းကြောင်လေးထားပြီးသူ့လုံးသမျှကိုကြည့်နေရပေါ့သူကတော့အုံဒီရောအောင်းဒီရောစုံလို့ရွတ်လိုက်တာတခါရွတ်လိုက်ကျုပ်ကောင်းတခါတက်လိုက်နေပေါ့ဗျာ အဲ့လိုလုပ်ပြီးတော့တကောင်ရံလောက်မှာကွန်တရာပေးရဲ့ဗျကွန်ရပြီးတော့ကျုပ်ကိုဝါခိုင်းနေကျုပ်လဲဝါတာပေါ့ကွန်လေးဝါနေတော့ဥထုံနိုင်ကမပြောမဆိုကျုပ်ကောင်ဒါနဲ့ခုတ်တယ်ဗျကျုပ်ပြန်လှန့်လိုက်တာတေဗီလို့တောင်တွေးရဲ့အေးထူးထူးဆက်ဆန့်ပြောသူ့တာကျုပ်ကောင်ကိုတော့ခုတ်မိရဲ့ထန်းဆိုပြီးတော့နောက်ပြန်ကန်သွားတယ်ကျုပ်စပင်တော့မကျုပ်ပါဘူးဗျပြက်တာမပြက်တာနည်းနည်းတော့နှားတယ်ဗျဒီလောက်နာတာကတော့မျော့တွေ့တယ်လောက်မရှိပါဘူးဗျ ကျောက်လက်ဦးထုံးနိုင်လောက်ရက်ကိုငေးပြီးကြည့်နေတော့သူကကြုံမမေခင်စကားဆိုလာတယ်ဗျ။စနေမင်းကိုဝါခိုင်းရတဲ့ကွန်ဟာတပွဲတို့တုတ်ပြီးတားပြီးတဲ့ကွန်မေကွာ။မနေ့ပြညနေထိတက်တန်းရှိရဲ့။မင်းဒီကောင်တွေကိုစော့တာစော့တေတော့မတည်စင်းနဲ့ကြာလာ။ကျောက်လက်ကောင်းနေပြီနားလေကြောင်ပြောလိုက်ရပါပေါ့။အဲ့လိုနဲ့ကျုပ်တို့လည်းအေးလိုက်ကြပါပေါ့ဗျာ။နောက်နေမနေ့မော်လင်တော့ရှိသေးနဲ့အရေးစင်ကကိုကောင်တွေကိုသွားချင်းပြရဲ့ဗျ။ကျောင်းနဲ့ဦးထုံးလိုက်ကတော့တလင်းမှာသွားဆောင်နေရပါပေါ့ဗျာ။ ။အိုးထွန်လိုက်ကကြုတ်ကိုတလင်းမှထားခဲ့ပြီးပြောတယ်ဗျ။တောင်းလေဒီကောင်လေးကိုစော်ပြီးရင်ရွာထိပ်ကိုသွားအဲ့မှာငါမြင်နေမြင်လဲစရာစောင့်နေလိမ့်မယ်။မင်းเจ้าကိုပြန်တော့ကွာ။ငါစီတော့မကြမကြလာနော်။ကြလာ။မင်းကတပွဲတိုးဆိုတော့နောက်နေ့ဝေးအတွက်စိတ်မချရလို့ငါတို့တို့စီစဉ်တာ။ငါအိမ်မှာမနေစီစဉ်လို့မဟုတ်ဘူးဆိုတာမင်းသိရနော်။သိပါရဲ့ဗျာ။ကဲ။ဦးကြီးလည်းလည်းတော့မဟုတ်လား။သွားတော့ဦးထွန်းလိုက်ကကျုပ်ပြောစကားကိုကောင်းငင်ဖြစ်ပြီး နေရဲကိုထွက်သွားတယ်ဗျ။တလင်တဲမှာတော့ကျုပ်တယောက်ထဲပေါ့ဗျ။မကြပါဘူးကျုပ်ကိုစော်ကားထားတဲ့ကောင်ငါးယောက်ရောက်လာတယ်။ပြီးတော့သူတို့ယူလာတယ်။လက်တဘိုးကြီးတုတ်တွေနဲ့ကျုပ်ကိုပြေးရိုက်တယ်ဗျ။ကျုပ်ကတော့အေးဆေးပဲ။အဲ့ကောင်လေးတေးအောင်ရိုက်။ကျုပ်ကမြောက်တယ်တလောက်ပဲနားတာကိုကျုပ်နဲ့ဒီကောင်လေးညောင်းတော့မှဒုတိယချောင်းကိုလွတ်ရပြီးနှာခေါင်းတွေကြီးရိုက်ပြစ်လိုက်တာ။ဒီကောင်လေးငါးယောက်လုံးနှာခေါင်းရိုးတွေကျိုးကုန်တော့တယ်ဗျ။ပြီးတော့ကျုပ်ကိုမနိုင်မလဲသိရော။ကြောက်ကြောက်လန့်လန့်နဲ့ပြေးကုန်တာဗျ။ ူတို့လည်းပြေရောကျုပ်လည်းရွာထိပ်ကိုသွားလိုက်တယ်။ရွာထိပ်ရောက်တော့ရေလေးကစိုးရင်တကြီးမျက်နာနဲ့မြင်းလေးပေါ်ကပြေးဆင်းလာပြီးကျုပ်ကိုမြင်းလေးပေါ်အတင်းတက်ခံပြီးကျောင်းကိုပြန်ရတော့ပါဗျာ။ကျုပ်ထင်ပါတယ်။ဒီကောင်လေးနောက်ထပ်ပြဿနာမရှာရဲတော့ဘူးဆိုတော့ကိုပေါ့။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့မောင်စနေနဲ့ဓာထုံးလိုက်ဇလန်လေးကတော့ဒီလောက်နဲ့သာအဆုံးသတ်လိုက်ရပါရဲ့ရှင်။မကြမီမောင်စနေနဲ့ကျော်တော့လေတကြီးအမြင်ရတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရှင်။